ရှင်းတီမြန်မာ clothing company limited အထင်ကျုပ်ဆက်ရုံမှာအလုပ်ချိန်9နာရီကျော်တစ်ဆက်တည်းလောက်ကန်ရတဲ့အပြင်အတင်းအကျပ်အချိန်ပိုစင်းတာနဲ့ဆဲဆူခိုင်းစေခံနေရတယ်လို့မြန်မာနိုင်ငံကုံထုံးနဲ့ဆက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကိုအလုပ်သမားတွေကပြောပါတယ် လုပ်ငန်းခွင်မုတ်ဆာရာကိုပြောဆိုပေမဲ့စူပါရီကိုရိုင်းကတော့စားတောက်နေကြပြီးခွဲခြားဆက်ဆံခံနေရတာလို့အလုပ်သမားတွေကဆိုပါတယ်။အလုပ်သမားတွေမှာတပတ်ကို2ရက်3ရက်ညလုံးပေါင်းအချိန်ပိုတွေဆင်းပင်းနေရလို့ကျန်းမာရေးထိခိုက်မှုတွေခံစားနေရတယ်လို့လည်းအလုပ်သမားတွေကပြောပါတယ်။အလုပ်သမားတွေအရေးကြီးကိစ္စရှိတာဒါမှမဟုတ်နေထိုင်မကောင်းလို့ဂိတ်ပိတ်ယူပါက ဆက်ယုံကခွင့်မပြုငင်းပယ်လေးရှိပေမဲ့စူပါရီကိုသာဂိတ်ပေးတယ်လို့လည်းသိရပါတယ်။ရှင်းကြည်မြန်မာကလိုသင်ကုမ္ပဏီလီမိတက်ဆက်ယုံဟာတူရကီအခြေစိုက် LCYKK အမှတ်တံဆိပ်အထည်တွေချုပ်လုပ်နေပြီးဆက်ယုံကတော့တရုတ်နိုင်ငံသားပိုင်ဆိုင်တယ်လို့သိရပါတယ်။ဆယုံကတော့ရန်ကုန်တိုင်းဒေသကြီးလှိုင်တရာမြို့နယ်ရွှေလင်းဘန်းစမှုဇုံမှာရှိပြီးအလုတ်သမားတထောင်ကျော်လုပ်ကိုင်နေတယ်လို့သိထားပါတယ်။ဂျမကတော့စိတ်မှ